ဆုံးမမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အထက်လန်တီတက်လန်းနိုင်ပြီးတော့ဆေးကုပေးလို့ရတဲ့ဂါရာနှစ်ပုတ်မြောက်ပေးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မြောက်ပေးမှာတော့ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့ဘယ်ယောဂမဆိုကျွန်တော်ပြောပြပါတယ်နော်ဘယ်ယောဂမဆိုမြည်သည့်ယောဂမဆိုခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့ယောဂတွေအားလုံးကိုလေ့မြင်စွာတက်တာပျောက်ကင်းစေတဲ့အထက်လန်ကျွန်တော်တို့အထက်လန်းနေခြံလန်းကျင့်စဉ်နေကြည်မီကိုကုလို့ရတဲ့ခါတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုပြောပြမယ်အထက်လန်းကျင့်စဉ်ရတော့ မိသူမဆိုကျင့်လို့ရတယ်မိသူမဆိုလှုပ်လို့ရတယ်အရန်လွယ်ပြီးအရန်ဆွမ်းထက်ပါတယ်ဗျခလေးရစားလူကြီးအစုံမိသူမဆိုလှုပ်လို့ရပါတယ်အဲ့တော့အင်းစမတွေတက်ဆရာမလို့စမတွေတောက်ဆရာမလို့ပဲနဲ့ကိုမိတ်ဆွေများကအထက်လန်းဆရာတယောက်လိုကုသတော်နေမှာဖြစ်ပါတယ် ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်အခုပြပြမှလေးရတော့ကျွန်တော်တို့ကိုယ့်ရဲ့မိသားစုပေါ့နော်ကိုယ့်မိသားစုအထဲမှာဘဝမိပါတွေဆရာသမားတွေကိုချစ်ခင်တက်တဲ့အသူတွေဆေးဥစည်းကမ်းတွေတက်နေရတဲ့နေထိုင်မကောင်းဖြစ်နေကျမ်းမိုင်းတွေမကောင်းဖြစ်နေတဲ့အသေးအတန်တွေဖြစ်နေဆိုကြပါစို့အဲ့လိုအခြေအနေမျိုးနဲ့ဂျုံနေလေ အရန်ကိုအသုံးဝင်ပါတယ်ဗျဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တွေအစဆုံးကျွန်တော်တရားလေးပြ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 မပြဗီဒီယိုမကြော်မခွပါနဲ့နော်တရားလေးနှာတောင်းပေးပါဗျအဲ့တော့ပထမဆုံးကျွန်တော်တို့ကအရင်ကျွန်တော်အရင်အရင်ဗီဒီယိုမှာကြတော့ကျွန်တော်မျက်စိနဲ့ပတ်သက်တဲ့ယောဂဝင်နာတွေကိုအထက်လန်းနဲ့ ကျွန်တော်ကုနီလေးမြောက်ကိုပေးခဲ့တယ်အဲ့တော့ဒီနေ့မှာတော့1 byte ရောက်လာပြီပေါ့နော်ကျွန်တော်တစ်ခုပြီးတစ်ခုဆက်လက်ပြီးမြောက်ကိုပေးပါဦးမယ်ဒီနေ့ကတော့1 byte အတွင်းမှာရှိတဲ့ယောဂဝိညာဉ်အားလုံးတသက်ပျောက်ကင်းဖို့အတွက်ကုလိုရတဲ့ထလန်ကျင့်စဉ်ကာထာနှစ်ခုပဲဖြစ်ပါတယ်အရန်လွယ်ပါတယ်အဲ့တော့ဒီဟာလေးကတော့9ရက်9ရက်တတိမိတ်ဆွေများကတတတလို့စားပေးရမယ်အရက်နဲ့မေသားကိုအဓိကရှောင်းမယ်9ရက်တတိအရက်နဲ့အမေသားကိုရှောင်းမယ်တတတလို့စားပေးမယ်၅ဝတိလခံယူမယ် ခုနှစ်တိတိနော်ဟုတ်ပြီခုနှစ်မြောက်တဲ့နေ့ခုနှစ်ရပြည့်သွားပြီဆိုလို့ရှိရင်ကိုကဒီအောင်ခုနှစ်မူခင်မှာတဲ့အဋ္ဌံပဲအေးကိုရဲ့ဖခင်เจ้าဆောင်ရှင်မှာဒိဋ္ဌံလို့ရတယ်အရှင်ဘုရားတပီတော်အတပီတော်ဒီယနေ့ယခုအချိန်မှစပြီးတပတ်တိတိတသက်လို့စားပါမိငါးပါးတိလခံယူပါမိတော့အယက်မဲသားကိုလည်းခုနှစ်တိတိရှောင်းပါမိဤသို့ရှောင်းနေမှာကတပီတော်နှုတ်မှထွက်တဲ့ကာရမဏန္တရာအစွမ်းထပ်ပါစေတပီတော်ဤတပီတော်လက်နဲ့ထိလိုက်တဲ့အရာအလုံးဟာ ကျွန်တော်အကောင်းပတိအတိုင်းကောင်းမွန်သွားပါစေဆိုပြီးတော့ကျွန်တော်တွေဆုတောင်းလိုက်ရုံပဲဒါကကိုယ့်ရဲ့အိမ်ဖျားအိမ်ဖျားမှာပေါ့နော်အဲ့တော့ဘယ်နေ့ပဲဖြစ်ဖြစ်စပြီးတော့ဒိတ်တန်ဝင်လို့ရတယ်ခொနည်းပဲနော်အကြာကြီးလည်းမဟုတ်ဘူးခொနည်းပဲအဲ့တော့ဒိတ်တန်ဝင်တဲ့နေ့နေ့လေးတော့ကျွန်တော်တွေစပြီးတော့တက်တက်လို့စပြီးတော့ငါးပါးတိလက်ခံယူမယ်အရမေသားရှောင်းလိုက်မယ်အဲ့တော့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့အိမ်ဖျားကျောင်းတော်ရှိမှာပဲကျွန်တော်တို့တွေစီမီရည်ရန်ကျွန်တော်တတ်တော်တော်ရည်မီအစုံလေးနဲ့ကလုပ်ပူဇော်ပြီးတော့ဒိတ်တန်လေးဝင်ပေါ့ဗျာဟုတ်ပြီ အဲ့ဒါမျိုးလေးကိုကြေကြေလေးအတိတ်ကဝင်မယ်နော်ကြေကြေလေးတိတ်ကဝင်မယ်ဘသူဟိုကြေကြေလေးတိတ်ကဝင်မှသာလေအိမ်မှာရှိတဲ့ကိုယ့်ရဲ့ကိုကိုကိုယ့်မှာရှိတဲ့ကိုစုံနဲ့တရောအိမ်မှာရှိတဲ့ကိုအိမ်စုံနဲ့တရောကြာတော့မှာဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်တို့တွေဝင်ပြီးပြီဆိုတော့ ਨੇ ပရမောင်တို့ဒီခါတော့ရွတ်မယ်ဒီခါတော့အားလုံးရတာပြီးတို့ရပြီးသားလို့ထင်ပါတယ် စာရဘဝကရာပဲဖြစ်ပါတယ်ဗျစကုမာစရမာစိန်နောဓမ္မညုဓမ္မတာမိကောဘလူပိတော်ဗလာတယဝရတော်ဒီတုမေဝရံစကုမာစရမာစိန်နောဓမ္မညုဓမ္မတာမိကောဘလူပိတော်ဗလာတရောဝရတော်ဒီတုမေဝရံစကုမာစရမာစိန်နောဓမ္မညုဓမ္မတာမိကောဘလူပိတော်ဗလာတရောဝရတော်ဒီတုမေဝရံဆိုပြီးဒီကရာကိုတရားနဲ့ရှ िख ောက်ပြအောင်ရွတ်လိုက်မယ်โอเคဒီကရာတော့တရားနဲ့ရှ िख ောက်ရှိခေါပြအောင်ရွတ်မယ်နော် တရားနှစ်ရှိောက်ပြောင်းရုပ်ပြီးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကုန်းရွတ်ကိုကင်လိုက်မယ်အဲနောက်ထပ်ခါတာတပုတ်တော့ကုန်းရွတ်တရွက်လိုတယ်အဲကုန်းရွတ်မှာလည်းကျွန်တော်တို့ဒီဒီအခုနန်းယူခဲ့တဲ့ခါတာပေါ့နော်စာတာဘောခါတာကိုစာလုံးဒါအချိုင်ဘလက်ချိုင် ဝါဘောနော်အဲ့ဒါလေးကိုထုံးနေရေးမယ်တိုက်ထင်းစံမလို့တည်တည်ကြီးလေးရတယ်ကို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 နားကြက်တံလေးပဲဖြူအဲ့ဒါလေးကိုထုံးထုံးလေးနဲ့တို့လိုက်တို့ပြီးအဲ့မှန်လည်းမရေးဒါမှမဟုတ်လည်းကိုရဲ့လက်ညှိုးပေါ့နော်ကိုလက်ညှိုးနဲ့ထုံးလေးတို့လိုက်စာလုံးဟမ်ပြီးတော့ရှင်ထားဝချိုက်ပပတဲ့ချိုက်ဝါလုံးပေါ့စာတာဘဝကိုအကျမ်းဘက်မှာရေးမယ်အကျမ်းဘက်မှာရေးမယ်နော်တချို့လည်းကျောဘက်မှာရေးတယ်လို့ပြောတယ်ဟာလေဘယ်ဘက်မှာရေးရပါတယ်အဲ့ဒါလေးကိုရေးမယ်ရေးပြီးတော့ကျွန်တော်တို့ရဲ့ဒီခါတာကို အခုတော့ကျွန်တော်တို့ဒီဒီနောက်ထပ်ရွံ့မြင်ခါတော့အီတီသောမပဋ္ဌာနံပုဒ္ဒန္တနံကိစ္ဆာမိအီတီသောမပဋ္ဌာနံဓမ္မန္တနံကိစ္ဆာမိအီတီသောမပဋ္ဌာနံတန်ကန္တနံကိစ္ဆာမိအီတီသောမပဋ္ဌာနံဗုဒ္ဓန္တနံကိစ္ဆာမိအီတီသောမပဋ္ဌာနံဓမ္မန္တနံကိစ္ဆာမိအီတီသောမပဋ္ဌာနံတန်ကန္တနံကိစ္ဆာမိတစ်ခေါက် ဣတိသောမပဋ္ဌာနံဗုဒ္ဓတရဏံကိသာမိဣတိသောမပဋ္ဌာနံဓမ္မတရဏံကိသာမိဣတိသောမပဋ္ဌာနံသံဃတရဏံကိသာမိနခေါဣတိသောမပဋ္ဌာနံဗုဒ္ဓတရဏံကိသာမိဣတိသောမပဋ္ဌာနံဓမ္မတရဏံကိသာမိဣတိသောမပဋ္ဌာနံသံဃတရဏံကိသာမိ၃ခေါဒီဟာကိုလေ29ခေါရုပ်ပေးဖို့လိုပါတယ်ဗျဒီအရလေးကို29ခေါရွတ်ပြီးဒီအရလေးကို29ခေါရွတ်ပြီးလို့ရှိရင်တော့ပြီးသွားပြီအဲ့ ကွန်းရွက်လေးကိုဖះရှင်ဖះเจ้าဆောင်ဘိုလ်လေးတင်ထားလိုက်မယ်ခုနှစ်ရက်ဆိုတော့ကွန်းရွက်ခုနှစ်ရွက်လိုပါမယ်ဟုတ်တယ်နော်တတရက်ကိုတရွက်အဲ့တော့ကျွန်တော်တို့ကဒီဟာလေးကိုအဓိဋ္ဌာန်ကိုလည်းကျွန်တော်တို့ခုနှစ်ရက်တိတိဝင်ရမယ်ခုခုခုနှစ်တတိပေါ်နော်မနက်ပိုင်းနေစပြီးတော့ဒိတ်တဲ့ဝင်ပါတယ်ပြောမယ်ပေးဆက်တဲ့ဘောက်ခါတာကို108ကောက်ရွတ်မယ်ပေးဒီဒီနှလုံးနေအေးမြစေတဲ့ခါတာနှလုံးရုပ်ကပျောက်စေတဲ့ခါတာကို 29ခေါက်ရွတ်မယ်အဲ့ဒါကိုမနက်တိုင်းရွတ်မယ်ခုနှစ်ရက်တိတိရွတ်မယ်အဲ့တော့ဒီဒီဣတိသမပဒနာဘုရဏနာကသမိခရဏနိဗ္ဗာန်ကျင်းလေးကိုမရောက်ပေးပါမယ်ဗျဣတိသမပဒနာ အေးမြခြင်းအဓိကဖြစ်တော်မူသောဗုဒ္ဓံဘုရားရှင်ကိုယ်တော်မျက်စီကိုတရဏကိုကိုရာ၍ကဆက်မီစိကပ်ပါ၏ဖျာဣတိသောမဗဒန္နံအေးမြခြင်းအဓိကဖြစ်တော်မူသောဓမ္မံတရားတော်မြတ်ကိုတရဏကိုကိုရာ၍ကဆက်မီစိကပ်ပါ၏ဖျာဣတိသောမဗဒန္နံအေးမြခြင်းအဓိကဖြစ်တော်မူသောတန်ခါတန်ခါတော်မြတ်ကိုတရဏကိုကိုရာ၍ကဆက်မီစိကပ်ပါ၏ဖျာဆိုတဲ့ခန္ဓာနှစ်ဋိပဲခြင်းလေးပဲအနှဋိပဲခြင်းရတော့တိထိုင်ရပြီရုပ်ဘပေါ်များဖို့တော့မလိုပါဘူးဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါဆိုကျွန်တော်တို့9ရက်ဆိုတော့ ဒီကုံရခုနှစ်ရက်လုံမှာပေါ့နော်ကျွန်တော်ရတရက်ကိုတရက်တရက်ကိုတရက်ဖရာเจ้าတော်ဘိုလ်လေးမှာတင်ထားလိုက်ရုံပဲဟုတ်ပြီတင်ထားလိုက်ပြီးတော့ကျွန်တော်တို့တွေပြီးပြီးပြီးရင်ပထမခါရနဲ့အဓိပ္ပာယ်ကျင်းလေးကိုလည်းဆက်လက်ပြီးမြောက်ပေးမယ်နော်တကြပထမခါရနဲ့ကျင်းမေအနတ်အဓိပ္ပာယ်ကျင်းလေးကိုလည်းသိထားရင်ပိုကောင်းပါတယ်ဗျသကုမာစရာဒိဗ္ဗသကုပညာသကုဓမ္မသကုတမဏသကုသကုဓမ္မသကုဟူသောသကု၅ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား စရဏမဇိန်သော အကုသိုလ်ဘုမဝေကောအောင်ကျင့်ကြံအောင်မိထသောဓမ္မညူတရားဓမ္မညူတိစီယာမန္တမြတရားအားလုံးဘုံဘုံဆုံဆုံကိုကိုယ်တိုင်သိမိနော်မူပြီးထသောဓမ္မတာမိကောဓမ္မခန္ဓာပေါင်း၈၄၀၀တောင်တရားပိုင်ရှင်တို့ဤဖြစ်တော်မူသောမြတ်စွာဘုရားဘလူပြီးတော့နိဗ္ဗာန်တည်းဟူသောကံတစ်ဖက်သောလံကတ်တော်မူပြီးထသောဗလာတယောအားစေဘက်ကို ဆောင်းတော်မူပြီးထသောကိုဝင်အားနှင့်လည်းပြည့်စုံတော်မူထသောဝရတော် အမျက်ကောင်းမှုပုဂ္ဂိုလ်သူဖြစ်တော်မူသောမြတ်စွာဘုရားတတ္တဘဂဝါတော်ထိုထိုမြတ်စွာဘုရားနမောရှိခိုးပါ၏တေထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မေတ္တေတော်ဝါဝရံသုတ္တုသုမြတ်အပေါင်းကိုဒိန္ဓုရှင်ပြုံးကြည်သာစွာပေးသနာမူပါမြတ်စွာဘုရားစစသာခတိဘေးရင်ကြီးကိန်းရောက်ပါစေတဒနာဘောကံရွှေငွေလျံဤကံကြွယ်ဝဖြိုးပါစေဘဗလအင်ဟာလွန်ကြီးမှာကြော်ကြားနိုင်ပါစေဝ ဝိဇာနှစ်များကျင့်နာပွားဆေးများအင်းများထပ်ပါစေဆိုတဲ့ဂါထာနဲ့ပဲကျင်းလေးပဲဖြစ်ပါလေဗျဂါထာနဲ့ပဲကျင်းလေးရတော့မိတ်ဆွေများတရားလေးနားထောင်ပြီးတော့အဲ့တော့နင်းနေငယ်လေးအနေငယ်လေးသဘောပေါက်ရင်ရပါပြီရုပ်ပပေါင်းများဖို့မလိုပါဘူးဒါဆိုလို့ရှိရင်ခုနှစ်ရပြည့်သွားပြီခုနှစ်ပြည့်ပြီဆိုတော့ ਨੇ အဲ့ကိုရခုနှစ်ရတလုံးကိုယူလိုက်ပါမယ်ယူပြီးကျွန်တော်တို့သွားလျာနေရာကိုဆေးသွားကုမင်နေရာကိုယူသွားမယ်အဲ့တော့ကျွန်တော်မိတ်ဆွေကဒီဒီပေါ့နော်ကိုက အိမ်မှာဖြစ်လဲကိုအိမ်မှာပေါ့တခြားနေရာသွားကုပေးရမစားတခြားနေရာသွားကုပေးမယ်ပေါ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆိုဆိုကြပါဆိုတခြားနေရာသွားကုပေးမယ်ဆိုကြပါစီးအောင်သွားကုမယ်ဆိုကြပါဆိုအဲ့ကိုရဲ့ခုနှစ်တလုံးကိုရဲ့အဲ့တခုနဲ့မှထည့်ဆောင်သွားမယ်ထည့်ဆောင်သွားပြီးတော့အဲ့လူနာကဝမ်းမိုက်နဲ့ပတ်သက်တဲ့ယောဂဝန္ဒနာခံစားနေရတယ်နှလုံးယောဂအစုပ်တီဘီစားပြီးဝမ်းဝမ်းမိုက်နဲ့ပတ်သက်တဲ့ယောဂတွေကအများကြီးပဲเนาะပြောလို့တော့ကုံမမဟုတ်ဘူးအတွင်းကလေးစားတွေအစုပ်အသက်ကြောက်ကအားစားပြီးစပြောလို့စုံစိနေပဲဗျာလူတွေကယောဂပေါင်း 96ဘောင်းနဲ့မကားတော့16တောင်တော့ဖြစ်နေပြီအဲ့ဒီ1 byte ဒီမှာဖြစ်တဲ့ယောဂဝန်းနဲ့အားလုံးကိုပျောက်ကင်းဖို့အတွက်ပထမဆုံးကျွန်တော်တို့ရေခွက်တစ်ခွက်ယူမယ်အဲစကုပြီးနော်အဒိဋ္ဌနဲ့ဝင်ပြီးသွားပြီခုနှစ်ပျောက်မှာအဒိဋ္ဌနဲ့အောင်သွားပြီစကုပြီးဟုတ်ပြီဒါဆိုစကုနော်မယ်အဲ့လူနာနာသွားပြီးရေခွက်တစ်ခွက်ယူမယ်ရေခွက်တစ်ခွက်ယူပြီးတော့ဒီခါတာကို108ကောက်ယူလိုက်မယ် စကုမာစရမာစိန်နောဓမ္မညုဓမ္မတာမီကောဘလူပီတော့ဘလာတရောဝရတော့ဒီတုမေဝရံဆိုပြီးကာရကိုတရားရှိကောက်ရွတ်လိုက်မယ်ရွတ်လိုက်ပြီးအဲ့ရီကိုအဲ့လူနာကိုတိုက်လိုက်မယ်လူနာကိုတိုက်လိုက်မယ်လူနာကိုတိုက်လိုက်ပြီးပြီဆိုတာနဲ့နောက်ထပ်ကိုရက်တရက်လုံမယ်ကိုရက်ကကိုရက်အစ်စ်ဖြစ်ရမယ်နော်ကိုရက်အစ်စ်ဖြစ်မယ်ပြီးရင်အဲ့လူနာရဲ့ရင်ဘတ်တက်တက်ကို ကက်ကက်ပေးမယ်ရင်ဘတ်တက်တဲ့ဒါမှမဟုတ်လဲနှလုံးရက်ကဆိုတော့နှလုံးနေနာတက်တဲ့ပေါ့အဲ့တော့ရင်မတက်တဲ့ကိုတရွက်ကက်မယ်ကက်ပြီးတော့ကိုယ့်ရဲ့ညာဘက်လက်ကိုယ့်ရဲ့တန်နဲ့တန်နဲ့လက်လေးနဲ့အသားလေးထိလိုက်မယ်ကိုယ့်လက်နဲ့ထိတဲ့ရာအားလုံးကပျောက်ကင်းသွားမှာဆိုတော့ကိုယ့်လက်လေးနဲ့အသားလေးထိလိုက်မယ်ထိလိုက်ပြီးပြီဆိုလို့ရှိရင်တော့ခုနကကျွန်တော်တွေခါရာကို29ခေါက်ရုပ်ပေးမယ်တုံးမဟုတ်အဲ့လူနာရဲ့တက်စစ်ရုပ်ပေးမယ်ဣတိသောမဗဒာနံဗုဒ္ဓန္တနံကိစ္ဆာမိ ဣတိသောမပဋ္ဌာနံဓမ္မန္တရဏံကစ္ဆာမိဣတိသောမပဋ္ဌာနံသံဃန္တရဏံကစ္ဆာမိအဲ့ဒါကိုလူနာတက်စီရုပ်ပိမေလူနာအသက်20ဆိုရင်ခေါက်20လူနာအသက်50ဆိုရင်ခေါက်50လူနာအသက်80ဆိုရင်ခေါက်80ပေါ့ဗျာနင်ဟောကျွန်တော်တို့ခါတာတွေနည်းနည်းယူရတော့နည်းနည်းတော့အား၆တော့တာပေါ့နော်ဒါပေမဲ့စိတ်ထဲမှာလည်းဖះတရားကိုအောင်ယူပြုနေမယ် ငါယူလိုက်တဲ့ဟာတွေကတကယ်ကိုတရားရင်တို့အစွမ်းထက်တဲ့ငါစီမံကံမီယာပညာတွေငါစီမံတကယ်ကိုဝိဇာတွေပေးတဲ့ပညာတွေအထက်ဘက်ကိုပေးတဲ့ပညာတွေဖရာတရားတန်ခါရဲ့တကူအစွမ်းနေပေးတဲ့ရင်တော်ရဲ့အစွမ်းတကူတွေရနေပြီဆိုတဲ့စေစံနာအပြည့်နဲ့ကိုယ့်ရဲ့လက်ထဲကိုထည့်ပြီးတော့အဲ့ဒီလူနာကိုတာလေးအုပ်ပြီးတော့ကုပေးပါ သုံးရပဲကုပါတယ်ဖြစ်သမျှယောဂအားလုံးဟာယူပြစ်တယ်လို့ပြောက်ကင်းတယ်တော့မဟုတ်အနာနဲ့ဈေးနဲ့တွေ့စေတယ်အဲ့တော့ဘာကြောင့်မှမသိဘူးဒီနေ့တိုင်းလေးပဲ တူကုခဲ့တာ ကျွန်တော်တွေကင်းစားတယ်အဲကြောက်တယ်တာတွေအာပြီးတော့နောက်တစ်ခုကဒီပေါ့နော်သွေးလေးပဲနာဆိုတာဘာတော့အဲ့ဒါတွေအာပြီးတော့နောက်တစ်ခုကကျွန်တော်တိန်ကောင်းကင်းစားဆိုအမျိုးသမီးဖြစ်တဲ့ယောဂါတွေအဲ့ဒါလေးကိုတကယ်ကို ကျွန်တော်တို့တွေစီးစီးရုံမှာဆရာတွေတောင်းမှာပဲဒီအောင်းအောင်သွားလောက်အောင်စီမစီမြမဆီမီလာဆိုပြီးတော့ထိမိလောက်အောင် တကယ့်ကိုပျောက်ကင်းစေတဲ့ဂါရာပဲဖြစ်ပါတယ်ကဲစီနေမှာဖြစ်ပါတယ်ဒါဆိုရင်အလုံးပြီးသွားပါပြီဒီဟာလေးတွေကိုကျွန်တော်တို့တွေအထိတ်တန်ကဒီကျင့်ဒီကျင်ဒါပြောမယ်ဆိုတော့ဒါကျင့်စဉ်ပြောမှာเนาะဒီကျင့်စဉ်ကဘယ်ထိအကျုံးဝင်လဲဆိုတော့အဲကျွန်တော်မိတ်ဆွေများဒီဟာကိုဆင်းမကုတော့ဘူးဆိုလို့ရှိရင် ပြန်ပြီးရောကိုယ့်အကို ကိုယ့်ဘသက်ကိုကြိုက်တယ်ပြန်စားလိုက်လို့ရှိရင်အရက်ပြီးရပြန်တောက်လိုက်လို့ရှိရင်အဲတော့မဟုတ်ငါးပါးတည်းတဲ့တစ်ပါးပါကျိုးသွားလို့ရှိရင်ဒီကျင့်စဉ်က ပြတ်သွားပါတယ် ပြတ်သွားလဲနောက်ထပ်ခုချင်းနောက်ထပ်အဲ့လိုမျိုးလေးထပ်ပြီးဝင်လို့ရပါတယ် ကျွန်တော်တို့တော့ပထမမျှဝေပေးခဲ့တဲ့မျက်လုံးနဲ့ပတ်သက်တဲ့ယောဂနေကုလို့ရတဲ့အထက်လန်ကျင့်စဉ်ကာကာရာကြတော့သူက၃ညပဲထိတဲ့ဝင်ရတယ်ဒါကတော့1 by 2ဆိုတော့9ညတိတဲ့ဝင်ရတယ်ပေါ့နော်ရှင်တော်နောက်ဗီဒီယိုမှာတော့တကူလုံးကိုကုလို့ရတဲ့ယောဂဝင်နာတွေကြည့်မှုအတွက်တတလတိဒေဒေတဲ့ဝင်ရလဲကာရာအစီလေးကိုလည်းနောက်ဗီဒီယိုမှာဆက်လက်မျှဝေပေးပါမယ်သိချင်တဲ့မိတ်ဆွေများလည်းကုမ္မမှာဆက်လက်ပြီးရည်ပေးခဲ့ပါဦးများကဲဒါလေးကတော့ကျွန်တော်ဒီ1 by 1 by 2မှာ ဖြစ်တဲ့ယောဂဝိဒနာအားလုံးကိုကုစားလို့ရတယ်ကျွန်တော်တို့တွေအဆုံးအွေအောက်လန်းပျောကားတွေစသဖြင့်မနော်ဘလူပဲပြူစားပြူစာ အဲ့လိုပဲအမောက်ပြောကောက်ကြောက်ပဲဖြစ်ဖြစ်ကိုယ့်ကိုယ်တဘာဝခန္ဓာကိုယ်ကြီးကိုကအစားတော့မားလို့ပဲဖြစ်ဖြစ်အဲ့တော့ခန္ဓာကိုယ်ကြီးကိုကယောဂဖြစ်လာလို့ပဲဖြစ်ဖြစ်ဘလို့ကြောင့်မျိုးပဲဖြစ်ဖြစ်ဒီဟာလေးကိုကုလို့ရပါတယ်ဗျခေတ္တလေးကိုမေ့စုံမြောင်းလာယူမြပေးတာပါဗျာကျေးဇူးနာစင်မိတဲ့ကျွန်တော်မေ့စုံလုံးပဲသူကျေးဇူးတင်ပါတယ်ခေတ္တနာမိတဲ့ညီငယ်များလည်းအဆင်ပြေပါစေဗျာဆင်မြင်တဲ့ကျွန်တော်ဗီဒီယိုလေး line subscribe နှစ်ပြီအားပေးခဲ့လို့ရပါတယ်ဗျာအလုံးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်မေ့စုံခုနသားသမီးတအားလုံးနဲ့အန်နေကင်းပေးရှင်းပါသည်ပေးပြဝေးကွာလို့ အနေငယ်ပဲရှိတက်ရှိကြမှာစိတ်ချမ်းသာကြပါသည်ဗျာ။